ကချင်ပြည်နယ်ဖားကန့်မြို့နယ်တနိုင်းမြို့တို့လိုဒေသတွေကိုသွားဖို့အဓိကအရေးပါတဲ့လမ်းကြောင်းပေါ်မှာတည်ရှိနေတဲ့လဝါရောက်ကို ထိန်းချုပ်ဖို့ရှစ်ကောင်စီပူးပေါင်းတက်နေ KAI တို့တိုက်ပွဲဖြစ်ပွားနေတာတလနီးပါးရှိလာနေပါပြီရှစ်ကောင်စီတက်ကလေချောင်းအုံပြုဘုံကျဲတိုက်ခိုက်တာတွေအပြင်ကြေးရွာမီးရှို့မှုတွေကြောင့်ဒေသခံတွေကတော့ထွက်ပြေးနေကြပြီးတေဆုံးမှုတွေလည်းရှိနေပါတယ် KNG ရဲ့ဆက်သွယ်မေးမြန်းချက်အရတော့ဒီကနေ့မနက်ပိုင်းထိလဝါကြီးရွာကနေအိမ်တွေကိုစစ်ကောင်စီတပ်ကဆက်လက်မိရှုနေပြီးတော့အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ပွားနေတယ်လို့ဒေတာကနေကပြောပါဗျာ။ဖမ်းကြတဲ့ကူဒီလည်းမဟုတ်ဘူးအဲ့ဒီမုန်းချာနေတဲ့မို့ကျင်းလာရတယ်လားမလား။ဘာလို့ဒီလိုအထိဖြစ်လာရလဲဆိုတာကိုကျွန်တော်တို့ဒေတာခံတွေလည်းအပြေရှာရခက်နားလေရခက်ပါတယ်။တဘောမကစစ်တပ်အခြေစိုက်ထားတာလည်းမရှိဘူး။အခုနေရလူတိုက်ပွဲဖြစ်နေတာဟုတ်တယ်။ စီအောင်မြင်မှုဆိုတာကလည်းဘာကိုပြောရမှမသိဒါပေမဲ့ဒီအချိန်လေးဆိုဒီထက်ပိုပြီးတိုက်ပွဲကာလပိုကြာလာနိုင်တယ်တကြံအချက်နေ့ဧပြီလ15ရက်နေ့မှာတော့စစ်ကောင်စီကလဝါကြီးရွာတဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးရွာတွေကနေတရားနီးပါးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်ဒါပြင်စိတ်မနှမ်းတဲ့မြို့သားတယောက်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ အရက်သား၁၀ယောက်ထပ်မင်းကိုလည်းဖမ်းဆီးသွားပြီးတော့ယနေ့အထိဖမ်းဆီးခံရသူတွေနဲ့လည်းတစုံတရာအဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။လဝါချေရွာကိုပြီးခဲ့တဲ့ April လဇန်တရက်နေ့ကလည်းစစ်ကောင်စီကလေကြောင်းအုံပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လဝါချေရွာကစာတင်ကြောင်းတချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့နွား၉កောင်ထပ်မင်းသေဆုံးမှုတွေရှိခဲ့ပါတယ်။တိုက်ပွဲတစုံတရာမရှိခဲ့တဲ့လဝါချေရွာကို ပြီးခဲ့တဲ့မတ်လတတိယအပတ်လောက်မှာစပြီးတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဝင်ရောက်တက်ဆွဲလာတဲ့အတွက်အနီးအနားမှာရှိနေတဲ့ KIA တပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်လာတာပါစစ်ကောင်စီတပ်ကလဝါကြီးရွာတဝိုက်ကို အခုလိုထိန်းချုပ်ဖို့ကြိုးစားလာတာဘာကြောင့်မလဲကချင်နိုင်ငံရေးနဲ့စည်ရေးလေလာသုံးသက်တူတူပြောတာကကျွန်တော်ချင်တာကလေဒီစစ်တပ်ဖက်အနေနဲ့ပေါ့နော်ဒီပူမအရေးကြီးတဲ့ strategic ကြတဲ့ land ပေါ့ လမ်းဆုံပေါ့နော်အဲဖကန်ကိုလည်းတက်လို့ရတယ်နောက်ပြီးတော့တနိုင်းဖက်လည်းသွားလို့ရတယ်မီချနာသွားလို့ရတယ်ဆိုတော့အဲ့နေရာတွေကိုသူကအဓိကထိန်းချုပ်ထားခြင်းတဲ့သဘောဖြစ်တယ်ဆိုတော့အဲ့ကထိန်းချုပ်ထားလို့ရှိနိုင်လို့ရှိရင်ဒီဖကန်လမ်းကိုလည်းသူတို့အဓိကဖကန်လမ်းဖက်ပေါ့နော်သူတို့ပြန်ထူဖို့ဝင်ဖို့တဲ့ကြိုးစားအာဖူတဲ့ပြင်ဆင်တယ်လို့ကျွန်တော်အဲ့လိုမျိုးမြင်မိပါတယ်။ဆိုရဲခါကြလာခုချားရတဲ့လို့ဆိုလို့ရှင်သူတို့ထူးစစ်စင်တယ် ့ဘောနောနေရရအောင်ယူတယ်ဆိုရခါကျအဲ့ဒီသူစစ်မှာဒီဒီတူရဲ့အူရင်စီစင်ဒီအင်ဒီဘောနောမီးရှူရဖြစ်စီရနောက်ပြီးတော့ဒီအဲဆာဒင်ဂျောင်းတို့နောက်ပြီးတော့ဖျားဂျောင်းတို့အကုန်လုံးအဲ့ဒီလိုမျိုးဖြစ်စီလိုက်ရပြောချင်တာကသူတို့ရဲ့ရီမန်ချက်ကိုရောက်ဖို့အတွက်ဘာမှမဆိုလို့မယ်ဆိုရပုံစံနဲ့တောင်းနေတယ်လို့ကျွန်တော်အဲ့လိုမျိုးမြင်ပါဒီရကနေကတော့လဝါတိုက်ပွဲဟာနှစ်ဖက်တက်တွေနေရာထိန်းချုပ်ဖို့ ဖြစ်ပွားနေတဲ့တိုက်ပွဲဖြစ်တဲ့အတွက်တိုက်ပွဲကာလကြာမြင့်လာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။တစ်ဖက်မှာမြဝပြည်ရဲ့ကြောက်စိန်တိုက်ရှိရာဖကန်ရွှေမော်ရှိရာတနိုင်းဒေတာလိုလူနေရာတွေကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်တာကြောင့်နှစ်ဖက်တပ်တွေအတွက်အဖက်ဖက်ကအရေးပါတဲ့လမ်းကြောင်းလို့သုံးသပ်သူတွေကဆိုနေကြတာပါ။နှစ်ဖက်တိုက်ပွဲမဖြစ်ခင်မှာတော့မိုးကောင်းတဲ့နမ်မဒီမျိုးကနေလဝါကျေးရွာအထိကိုကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ပေါင်းစုတွေက အဓိကစီးရေလှူရှားကြတယ်လို့စစ်ကောင်စီတပ်တွေလည်းနေရာယူထားကြပါတယ်။လက်ရှိမှာတော့အဲ့ဒီဒေတာတွေကိုထိန်းချုပ်ဖို့အတွက်လဝါရွာနဲ့ငားမိုင်ဝင်းကျင် လောက်သာဝေးတယ်။ဒွန်ပန်ရွာကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝရချုပ်ပြည်သူ့ရဲအဖွဲ့တွေပူးပေါင်းပြီးတော့2025မတ်လတတိယဘက်ကစစီးရေလှူရှားလာနေတာဖြစ်ပါတယ်။ဒီလဝါကျေးရွာတိုက်ပွဲတွေကြောင်းလဝါကျေးရွာပါဝင်အနီးတစ်ဝိုက်မှာရှိတဲ့ခွန်ချိုင်ယံမကောက်တောင် ကျေးရွာ၃ခုကဒေသခံတထောင်ကျော်ဘေးလူရာတွေမှာတင်းရှောင်နေကြပြီးတော့စစ်ဆောင်ကာလကြာမြင့်လာတာနဲ့အတူအကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။စကိုင်းနဲ့မန္တလေးမြို့တွေကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလင်ကြောင် အပြစ်ရထိုးစစ်ရကြောင်စစ်ကောင်စီတပ်ကြံရီပါဝင်လက်နက်ကင်တပ်ဖွဲ့တွေက အပြန်လန်ထုတ်ပြန်ထားကြပေမဲ့နိုင်ငံတော်ဝန်မှာတော့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်ခင်ဗျာ။